မြန်မာပြည်ရလူတွေမတော်ကားမတော်ကားတွေဈေးခွက်အကြောင်းပြောပြမယ်။ဒါကြောင့်ဆိုတော့ TikTok မှာသူများရောင်းနေတာတွေ့လို့ကားကိုကိုကကြည့်တယ်။အာ1500တန်းဘာရမယ်ဘာရမယ်။နောက်တော့ကားကြီးပြပြန်ဟိုအမစီဒီ2000ဂျော်ဒန်နောက်တော့9000တန်းကိုကမျက်လုံးပြူးပြီးကြည့်နေ။နောက်တော့1000ဂျော်ဒန်ဟဲ့ဖရားကြီးဘယ်သူကများမြန်မာပြည်မှာပတ်စံငွေ1000ဂျော် တုံးပြီးတော့ဒီမှာလမ်းနေလဲကောင်းတာမဟုတ်ပဲနဲ့တထောင်ကျော်တန်းတုံးပြီးဘာကားတွေဝယ်စည်းတယ်လဲလို့ဝယ်တဲ့လူရှိလို့ရောင်းနေတာလားဝယ်ဝယ်မလားလို့ရောင်းနေတာလားတချို့ကဝယ်ထားပြီးတော့အခုမှငွေလိုလို့ပြန်ရောင်းနေတာလားတော့မသိဘူးဘာကြဆိုဟိုပြီးခဲ့တဲ့ခေတ်ကလည်းလူတွေကတအားကြီးတအားကြီးခါတဲ့မိုးထီအောင်ကြွကြတဲ့လူတွေရှိတယ်လေအာတိန်ပေါင်းဘယ်နှတောင်းအခုဆိုတိန်ကြီးတိန်ပေါင်းတိန်ကြီးအာလူတွေအပြင်အများစုကစားစရာမ ရှိသူတို့ကပြောလိုက်ရင်တောင်းတောင်းမကတော့ဘူးတောင်းကြီးတို့တိန်ကြီးတို့ဖြစ်နေတာအဲ့ဒါနဲ့ကားပမာပြီမှာကားကိုတောင်းကြီးတို့ဝယ်စည်းတယ်ဆိုလို့လေအာထားလိုက်ပါတော့ဟိုရဲကတော့ကိုလဲလေအဘက်ခံအလင်ခံထိပူးတဲ့ rose right ကားကြီးနဲ့လာပြပြီးကိုလဲမမြင်ဘူးလို့ကြည့်အာအန်တီဒါတောင်းတန်တဲ့ကားရဟဟုတ်လားအော် rose right ဆိုရင်လည်းဟုတ်မှာပေါ့လေဆိုအဲ့ဒါပြောချင်တာနောက်ဆုံးကျတော့ဒီလူတွေကလိန်ပြီးမဟုတ်တဲ့နီးတဲ့ချမ်းချမ်းသာတဲ့လူတွေစီးတဲ့ကား ားမျိုးတွေဖြစ်နေတယ်သိလားအဲ့တော့အခုပြောချင်တာကကဘာပေါ်မှာမော်တော်ကားကုမ္ပဏီတွေကဒေဝါလီဒေဝါလီခံရတော့မဲ့ကုမ္ပဏီတွေလည်းအများကြီးပဲဥပမာ Land Rover အခုသူတို့ပြောတဲ့ Land Rover ဘလောက်တသောင်းလို့၈ထောင်လို့ကွန်၁000ကျော်နဲ့ Land Rover company ကမနေ struggling နဲ့ခါတယ်ပြုတ် တော်မယ်ဒေဝါလီ မခံရအောင်မနေပဲရုန်းကန်နေရတယ်လို့သိရတယ်။နောက် Jaguar ဂျာဂွာကွန်ပဏီအခုလည်းအဲ့ရောင်းငယ်ထဲမှာဂျာဂွာလည်းပါတယ်။သွားဝယ်လိုက်ရင်တော့ကိုစီမှာအဲ့ဒါရှေးဟောင်းပြတိုက်ထားရမယ်ထင်တယ်။ဂျာဂွာကွန်ပဏီရတဲ့1တသမ8ဘီလီယံအကျွေးတင်နေတယ်တဲ့။နော်အဲ့တော့ဂျပန်မှာရောဥရောပမှာရောအမေရိကန်မှာရောကားကုမ္ပဏီတွေကဟာတဲ့ နေခြင်းညချင်းအကျွေးတွေတင်ပြီး dealer တွေ dealer တွေကလည်းပြုတ်ကုန်ကြတယ် dealer dealer တယောက်ကဆိုပြောတယ်ခါတိုင်းဆိုရင်ကားတစ်စီးထားလိုက်ရင်နှစ်နှစ်ဆိုရောင်းရပြီအခုဆိုလို့ရှိရင်ဩမရောင်းရနိုင်ဘူးမရောင်းရနိုင်တော့သူတို့မှဒီကားကိုထားဖို့ဒီဝင်းထဲမှာကားအစ်စ်တစ်စီးထားဖို့ဆိုတနေ့ကို48ဒေါ်လာ ကုန်နေတဲ့နောက်ပြီးတလတလကိုဆိုလို့ရှိရင်ဒီ inventory ဆိုတာကားတွေကို dealer လုပ်ဖို့3.1 million เนาะ3တန်းကျော် inventory သူတို့ဝယ်ထားတာเนาะပြီးလို့ရှိရင်ဟို အကျွေးအတိုးပေးနေရတာလေခါလစင်မလား4800လို့မျိုးအတိုးတွေလည်းပေးနေရတယ်တဲ့အဒီလာအခုကျတော့ကားကုမ္ပဏီတွေကလည်းဒီလာတွေကိုအကျွေးပေးတော့ငွေအကုန်ချေမှကားပို့ပေးမယ်ဖြစ်ပြီးနောက်ဒီလာတွေကပြုတ်တာပြုတ်တာတချို့ကားတွေဆိုရင် showroom တောင်မရှိတော့ဘူးအဲ့လိုဖြစ်နေတယ်နော်ဟို Fiat နော် Mitsubishi Nissan အာတော်တော်အခြေအနေဆိုတယ် Lincoln ကားဆိုတာအရင်တော့က Buick ကားတို့ Lincoln ကားဆို American ကားကြီးတွေ ခုဆိုဝယ်စည်းတယ်လို့မရှိတော့ infinity เนาะအဲ့ဒါအဲ့ကားတွေလည်းအခုဝယ်တယ်လို့မရှိတော့ဘူးနောက်တချို့ကားတွေကနောက် Maserati ဆိုတော့အမလေးအញ្ញ fancy ဒါပေမဲ့လည်းတွားမဝယ်လေနဲ့တဲ့အဲ့ကားတွေကပြင်ရင်လဲဒေါ်လာ1000ထောက်600အဲ့လိုတွေကုန်တယ်အဲ့တော့သမားပြည်လူမျိုးဆိုသေးပါလေရောပြင်ရမယ်ဆိုလို့ရှိရင်เนาะအဲ့တော့ကားတစ်စီးစာမျိုးပြန်ကုန်မဲ့သဘောရှိတယ်เนาะ truck ကားတွေဆိုလဲအဲ့လို Ford ကား Ford ကားလဲအဆင်မပြေဘူး truck ကားတွေ Dodge ကားเนาะ Jeep နော် fit ဒါတွေအားလုံးမှာတဲ့ဒုက္ခရောက်နေတယ်တဲ့နော်အဲ့တော့ Kia Sportage ဆိုလဲနာမည်မကားမှုပြက်တာ Volkswagen Nissan နော်အဲ့တော့ Mazda CX အဲ့ဒါတွေပေါ့နော် Mercedes C class ဒါတွေဆိုရင်ပြုပြင်စရိတ်တအားကြီးတာတဲ့အဲ့ဒါကြောင့်လို့ဒီနှစ်ထဲမှာကားဝယ်မယ်ဆိုသတိထားတတ်နိုင်တယ်လို့ မဝဲမဝဲရင်တော့အန်ဒီရဲ့ကင်းတာပေါ့အထူးဖြင့်ဈေးကြီးတဲ့ကအဲ့ဒါဥရောပကားတွေကိုဟာရှိုးကြတယ်ဆိုဒီခေတ်ကလည်းဒီဟိုခေတ်ကောင်းတဲ့အချိန်ဆိုရင်တော့ရှိုးစမိုးနဲ့တထေးလုတ်ပြီးစီးလို့ရသေးတယ်နော်ခေတ်မကောင်းတဲ့အချိန်မှာဘာကိစ္စကားကောင်းကြီးကိုရှိုးလုတ်လို့ဘယ်သူမှလည်းကိုယ့်ကိုကြည့်အားကြည့်ပြီးတော့ချီးကျူးမှလည်းမဟုတ်ဘူးမူတီတာပွားမဲ့လူလည်းတိတ်မရှိဘူးကိုယ့်ပြဿနာနဲ့ကိုလူတိုင်းက 我勇敢，就啥你下来克制嘛，喏，呃，家教你事，比如嘞，那么就阿姐人，比如些，比如说呀。 ပြင်စရာပတ်စံမရှိတာနဲ့ပြင်ပေးမဲ့ spare parts မရှိတာနဲ့အိမ်မှာပဲဖုန်တက်သွားလိမ့်မယ်နော်အဲ့ဒါပြောတာအဲ့တော့ US ရဲ့ Japan ရဲ့ဥရောပရဲ့မှာကားဆေးကွက်ကအခုဆိုရင်အရင်မဲ့ခက်ခဲနေပါတယ်တဲ့လုံးဝပြုတ်မကျတောင်မှသူတို့က transition တွေလုပ်နေရတယ်နော်စီးပွားရေးနောက် technology တွေကလည်းအကုန်ပြောင်းနေတယ်နော် global competition ကဘာမှာ competition နဲ့လည်းအရင်ပြောင်းလာပြီ technology တွေကလည်းပြောင်းလာပြီနော် EV EV ကားတွေလည်းတရုတ်က EV ပြီး BYD တွေဥရောပမှာတအားဝင်တယ်အဲ့တော့အားလုံးက technology EV လဲပြောင်းသွားမယ်အဲ့လိုတွေဖြစ်နေတယ်နောက်ပြီးလို့ရှိရင် EV ကားနဲ့အမီရိုးရိုးတက်စီကားမာတဲ့ခါတဲ့ electronic ပစ္စည်းလေးတွေထည့်ရတာတွေဖြစ်တယ်အဲ့တော့အားလုံးက ဒီ automotive debt ကဒီကားကုမ္ပဏီအားလုံးရဲ့အကျွေးရဆိုလို့ရှင် record 1.66 trillion အကျွေးတင်နေကြတယ်တဲ့เนาะဟိုကားပေါ်ကားအစ်စ်လည်းမစီးနိုင်ကြဘူး average က7နှစ်သားကား နော်ဆက်နှစ်နှစ် ကားတွေအလုံးပေါင်းရင်အနည်းဆုံးဆက်နှစ်နှစ်လူတွေကကားအစ်စ်မလဲတဲ့သဘောရှိတယ်အမေရိကန်မှာပြောပြပါတယ် US မှာဆိုလို့ရှိရင် tariff တွေကလည်းမြင့်လာပြီနော်ဂျပန်ကားတို့ဘာတို့ tariff မြင့်လာပြီတရုတ်ကားလည်းသူတို့မြင့်မယ် EV လည်းမြင့်မယ်ဆိုတော့လူတွေကလည်းတိတ်ပြီးအစ်စ်မစည်းနိုင်ဘူးဂျပန်ဆိုရင်လည်း ဂျပန်ဆိုရင်လည်း EV BYD က market share တွေဝင်လာတယ်။အဲ့တော့ဂျပန်အရင် hybrid ပေါ့ hybrid ဆိုတာတက်စီစားတက်တာတယ်။ hybrid ကဆိုလို့ရှိရင် Chinese EV ကိုတအားပြိုင်နေရတယ်နော် hybrid က EV တော့မဟုတ်ဘူးသို့တော်လည်းသူကတက်စီတက်တာလေ electric ပြောင်းနေကအဲ့တော့ new model new model တွေလုတ်ဖို့ ਆ လေဟို တရုတ်ကားတွေကကြတော့16လအတွင်းတစ်နှစ်ခွဲအတွင်းမှာ new model တွေထွက်တယ်အဲ့ဒီ hybrid ကတော့ new model လို့ပို့ကြတော့9နှစ်လောက်ကြာတယ်เนาะအဲ့တော့ဂျပန်ကအယောင်က2024မှာ7.5%ခွင့်တက်သမားငါရခိုင်နှုန်းကျသွားတယ်เนาะအဲ့တော့ အရင်တော့ဆိုလို့ရှိရင်ဟိုပန်ဒမစ်မဖြစ်ခင်ရတဲ့ဆိုင်ပန်ဒမစ်ဖြစ်ပြီးတော့အရန်ကျသွားတယ်ပေါ့နော်ဥရောပလည်းပိုပြီးတော့စိတ်ညစ်ရတယ်ဥရောပမှာဥရောပကားကြီးအရောင်ကျတာအကျတာပြီးရင်ဓာတ်ဆီဈေးကလည်းတက်တယ်နောက်ပြီးတော့ကမ္ဘာဈေးကွက်ကလည်းပြိုင်နေရတယ်အဲ့ဆိုလို့ရှင် EU မှာကားကားမှတ်ပုံတင်တာကျသွားတာ8.8ဒသမ300ခိုင်နှုန်းမိနစ်ကလည်းစိုင်းကျသွားတယ်နော်အဲ့တော့ Europa Commission AI AI driven vehicle AI AI tech တွေထည့်ပါတဲ့ AI AI နဲ့ AI စနစ်တွေထည့်မှပြိုင်နိုင်မယ်ပေါ့တရုတ်ကားတွေနဲ့အဲ့တော့အားလုံးကအားလုံးကဒီ America or Japan or ဥရောပ or အကုန်လုံးပြဿနာတွေဖြစ်နေတယ်တဲ့တချို့ကဆိုလို့ရှိရင်တချို့ကဆိုရင် လုံးဝ bankrupt ဖြစ်သွားတယ်လုံးဝပိတ်လိုက်ရတာလေးရှိတယ်အဲ့တော့ဒီအချိန်မှာ ကားဝယ်ဖို့ပေါ့နော်အခုဆို Jaguar နဲ့ Land Rover နော်အအခြေအနေအဆိုးဆုံးဖြစ်နေတယ်ပိတ်တော့မပိတ်သေးဘူးအကျွေးတွေတအားတင်နေတယ်တဲ့အဲ့တော့တတိထားကြပါခါဟာဒီအချိန်မှာနော် EV ဝယ်ပြန်ရင်လည်း EV တွေကလည်းဟိုအခြေမတည်သေးဘူးဒါပေမဲ့အနာဂတ်က EV ကားဖြစ်တယ်နော်အဲ့တော့ဓာတ်ဆီကားဟာကြတော့လေဈေးကြီးတဲ့ကားလေးသွားမဝယ်နဲ့နော် Audi တို့နော် Volkswagen တို့ Kia Sportage လည်းတိတ်မကောင်းဘူးအပြင်အပြင်ပြင်ပြင်ရတာဈေးကြီးတာကိုပြော ောတာပါเนาะ cities တို့အပြင်ပြင်ရတာဈေးကြီးတာလဲသွားမွေနဲ့နောက်ပိုင်းပိတ်သွားမဲ့ကားဆိုရင်လဲကိုဟို spare parts ဝယ်လို့မရမဲ့ကားဖြစ်မဲ့အဲ့ဒီအချိန်ကကားသိပ်ပြီးတော့မလဲကြနဲ့အောင်လို့ပြော